စ်ကောင်းဆောင်နဲ့တရုတ်ထူးကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးတဲ့တွင်စစ်ကောင်စီရွေးကောက်ပွဲကိုနှီးပညာအကူအညီမပေးကြဖို့ HRW ပြောလိုက်တဲ့အကြောင်းရေဦးနဲ့တောင်သားမှာဘာသာရေးအဆောက်အုံနဲ့ရွာတွေဘုံကျဲခံရတဲ့တွင်နဲ့ဆလင်းမှာစစ်ကြောင်းကြောင်းဒေသခံ8000ကျော်ထွက်ပြေးတဲ့အကြောင်းအရာတွေအပါအဝင်ဒီကနေ့ရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြတော့မှာဖြစ်ပါတယ်ရှင်စကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာန အာရှရေးရအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းတို့မတ်လ17ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲကိစ္စငင်းချဲရေးအတွက်တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုဝိဉ္ဇဉ်စေဝါကာကွယ်တားဆီးရေးနဲ့ကြားဖြန့်နှိမ်နင်းရေးနေဆက်ကုန်သွယ်ရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မတ်လပထမပတ်အတွင်းမှာရုရှားနိုင်ငံကိုသွားခဲ့ပြီးသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပြီး လုံခြုံရေးစွမ်းရည်နဲ့ဤပညာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်၁၀ခုလက်မှတ်ထိုးခဲ့ပါတယ်ရှင်။စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်ဤပညာပိုင်းအကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ညှင်းပယ်ဖို့လူခွင့်ရေးလေးလာစောင့်ကြည့်ရေးဘွဲ့ HRW ကမတ်လ17ရက်မနေ့ကတိုက်တွန်းလိုက်ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ဂျပန်၊တောင်ကိုရီးယားနဲ့အိန္ဒိယအစိုးရတွေအနေနဲ့စစ်တပ်ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြပြတတဆန့်ကျင်နေတယ်လို့လည်းဆိုပါရယ်။အာဏာသိမ်းပြီးတဲ့နောက်အတိုက်ခံတွေနဲ့နိုင်ငံရေးပါတီတွေကိုဖမ်းဆီးဖြတ်သိမ်းမှုအပါအဝင်အကြမ်းဖက်မှုတွေကြောင့်ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတော့တရားမျှတမှုမရှိနိုင်ဘူးလို့လည်း HRW ကထောက်ပြပါရယ်။စစ်ကောင်ဆောင်ကတော့နိုင်ငံတော်ရွေးကောက်ပွဲတွေကို2026ခုနှစ်ဇန်နဝါရီလမတိုင်ခင်ကျင်းပသွားမယ်လို့မတ်လ10ရက်နေ့ကပြောကြားထားပါရဲ့ရှင်။ စကိုင်းတိုင်းရေဦးနဲ့မန္တလေးတိုင်းတောင်သားမှာဘာသာရေးအဆောက်အအုံနဲ့ရွာတွေပုံကျဲတိုက်ခိုက်ခံရပြီးတယောက်သေဆုံးသွားတယ်လို့ဒေသခံတွေက RFA ကို match လာ12ရက်နေမှာပြောပါတယ်။တောင်သားမြို့နယ်ဇီရကြီးနဲ့အေးချင်းရွာကို match လာ10ရက်နေနဲ့17ရက်နေတွေမှာစစ်ကောင်စီတပ်ကဂျက်တိုက်လေရင်အပါဝင်စက်တက်လေးထီးတွေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ဘာသာရေးအဆောက်အအုံတချို့ပြတ်စီပြီးအမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အလားတူမတ်လ17ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းတိုင်းရေဦးမြို့နယ်အောင်တုခရွာကိုစစ်ကောင်စီတပ်ကဂျက်တိုက်လေနဲ့ဘုံကျဲတာကြောင့်ရွာဖုံးတော်ကြီးကြောင့်ထိခိုက်သွားခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်း14မြို့နယ်စင်ပြူကျွန်းတိုက်နယ်အတွင်းစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်ပြီးလေကြောင်းကပါဘုံကျဲတိုက်ခိုက်တာကြောင့်ကြေးရွာ၉ရွာကဒေသခံ၈000ကျော်ဖပြေးတိမ်းရှောင်နေကြပြီးအဲ့ဒီထဲကတက်ကြီးပိုင်း၈000နေရောက်တိုက်ဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေက RFA ကိုဒီနေ့မှပြောပါတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကားတွေမတ်လ9ရက်နေ့ကမိုင်းထိခဲ့တဲ့နောက်စစ်ကောင်စီကလေကြောင်းကနေပုံကျတိုက်ခတ်ခဲ့တယ်လို့ချပင်းတောင်ရွာနဲ့မြောက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရင်းအား200ကျော်ကတန်ချက်ကကတင်ကားတွေနဲ့တော်လိုင်းတက်တွေရှိမဲ့ထင်တဲ့နေရာတွေကိုပိတ်ခတ်နေတယ်လို့ဆိုပါတယ်။မတ်လ17ရက်မနေ့ကအထိချပင်းရွာကနေအိမ်တွေမိရှုခဏရပြီ။ ။ရွာထဲကျန်ခဲ့တဲ့သူတွေက၄ယောက်အသက်ခံရတယ်လို့စွေးချောင်းတွေကိုကူညီပေးနေသူတွေက RFA ကိုပြောပေမဲ့အတီးပြုတ်နိုင်တာတော့မရှိသေးပါဘူးရှင်။ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကစစ်ကောင်စီတပ်တွေကိုအရခတ်တပ်တော် A ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ရွှေမင်းခံရေတက်စကန်နဲ့သုံးဆောင်ရွာမှာချထားတဲ့စစ်ကောင်စီတပ်သားတချို့စုခွာခဲ့ရတယ်လို့ဒေသခံတယောက်က RFA ကိုပြောပါတယ်။ ရွှေမင်းငံရေးတပ်စခန်းကစစ်သားတွေကစစ်တွေမြို့နီးဂျေးတော်ရွာနဲ့ဆက်ရိုးကြတံတားနာကိုစုပ်ခွာခဲ့ပြီးတုံးဆောင်ရွာကစစ်ကြောင်းကတော့ဗျိုင်းဖြူရွာတွေကိုစုပ်ခွာတယ်လို့ဆိုပါတယ်။မတ်လ17ရက်မနေ့ကလည်းအပြန်အလှန်ပြစ်ခတ်တာတွေရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ February လကစလို့ AA ကစစ်တွေမြို့ကစစ်ကောင်စီတပ်ရင်းတွေကိုလက်နက်ကြီးတွေနဲ့အပြင်းထန်တိုက်ခိုက်နေတယ်လို့စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေ drone ပုံးတွေလေကြောင်းပုံးကျဲမှုတွေပါလုပ်နေပါတယ်ရှင်။ အင်အော်ရီတိုင်းတာပေါင်းမြို့နယ်ကနေရခိုင်ပြည်နယ်ကိုပြန်တဲ့ဆေးဘေးဒုက္ခသည်၁၂ယောက်နဲ့ဆိုင်ကယ်အငှားမောင်းသူ၄ယောက်စုစုပေါင်း၁၆ယောက်ကိုအရခတ်တက်တော်အင်းနဲ့ဆက်သွယ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့မတ်လ၈ရက်နေ့ကစစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့လုံခြုံရေးအရအမည်မဖော်လိုတဲ့ဒေသခံက RFA ကိုပြောပါတယ်ဒီထဲမှာ အသက်တနှစ်သားအရွယ်ကနေအသက်60ဝန်းကျင်အရွယ်အမျိုးသားနဲ့အမျိုးသမီးတွေပါဝင်ပါတယ် သူတို့ဟာတယောက်ကိုကြက်3သိန်းခွဲနဲ့ဆိုင်ကယ်ကလေးငှားပြီးတော့ရခိုင်ပြည်နယ်ကိုပြန်ချိန်မှာဖမ်းခံရတာလို့ဆိုပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့စစ်ကောင်စီရဲ့ AR အတိုင်းပြောခွင့်ရလူမှုရေးဝန်ကြီးဦးခင်မောင်ကြီးကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းမကင်ပါဘူးရှင်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့ဗလမင်းထင်မြကူတရားနေရာကနေအထက်ဘက် အေယာရီမြစ်ဆုံနေရာဒီအေယာရီမြစ်ကြောင်းတစ်လျှောက်မှာဆယ်ရန်နေရာကြီးတွေနဲ့ရွှေတူးဖော်တာတွေတိုးလုံနေတယ်လို့ဒေသခံတွေကပြောပါတယ်။မြစ်ဆုံအထိရွှေတူးဖော်တဲ့ဖောင်အစည်း300ညမြစ်ဘေးရွှေတူးဖော်တဲ့နေရာမှာ200စုစုပေါင်း900လောက်ရှိပြီးတော့ဆယ်ရန်နေရာဘတ်ဟိုအစည်းရေ30ဝန်းကျင်အသုံးပြုနေတာလို့လည်းဆိုပါတယ်။အေယာရီမြစ်တွင်တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းတွေတချိန်ထိုးတိုးမြလာတာကြောင့်မြစ်ရေမှာခဲပဒါ က်မီယန်နဲ့မက္ကနီဆီယန်တို့ပါဝင်နေတာတွေ့ရတယ်လို့မြန်မာ Resource Watch သုတေသနအဖွဲ့ကဖေဖော်ဝါရီ22ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ထားပါတယ်ရှင်။တကြံကာလမှာနေရပြန်ကြမယ်တရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ထိုင်းနိုင်ငံကိုပြန်လည်ဝင်ရောက်ခွင့် Re-entry လက်မှတ်မလို့ပဲနေရပြန်နိုင်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးကပြောကြားပါဗျာ။ ။ဆုံဂရန်တကြံပွဲတော်ကလာနေရပြန်ချမယ်။မြန်မာ၊ကမ္ဘောဒီးယား၊လာအိုရွှေပြောင်းလူသမားတွေအနေနဲ့လာမယ့်ဧပြီလ၁ရက်နေ့ကနေစပြီးတော့မေလ15ရက်နေ့ထိပြည်ဝင်ခွင့်လက်မှတ်မလို့ပဲထိုင်းနိုင်ငံထဲကိုပြန်ဝင်နိုင်တယ်လို့ဆိုပါတယ်။မေလ15ရက်နေ့နောက်ပိုင်းမှာထိုင်းနိုင်ငံထဲကိုပြန်ဝင်ရောက်လာရင်တော့လက်ရှိအလုပ်သမားဗီဇာပြည့်ပြည့်မှာဖြစ်ပြီးအစ်စ်ပြန်လျှောက်ထားရမယ်လို့ဆိုပါတယ်ရှင်။နေ့လည်ကနောက်ဆုံးရသတင်းတွေကိုထုတ်လင်းခဲ့တာပဲဖြစ်ပါတယ်ရှင်။ RF ကိုကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျမကတော့သတင်းလိုက်ပါရှင်